ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေជួបပါတယ် Champion Pay တက်ဒီအောင်းလည်းမင်္ဂလာပါရာသီအစစောပိုင်းတုန်းက Tottenham Hotspur အသင်းကိုရော Brighton ကိုပါဇက်တိုက်ရှုံးလို့ဆိုပြီးတော့ Manchester City အသင်းကိုဒါကျွန်တော်တို့ Champion Super League အတွက်တောင်းပါတိတ်မစင်စားချင်တဲ့သူတွေအများကြီးရှိလာတဲ့အချိန်မှာအခု Brentford ကို Away Queen Super Sunday မှာသူတို့နိုင်ပွဲရပြီးတဲ့နောက်မှာ အခုလက်ရှိမှာဇယားထိတ်ကအာစနယ်နဲ့၃မှတ်အကွာလီဗာပူးနဲ့၂မှတ်အကွာကိုပြန်ရောက်လာတယ် ဒီပွဲကဖက်ကွာဒီယိုလာအတွက်မန်စီးတီးအတွက်ရောခက်ခဲတဲ့ပွဲအထူးသဖြင့်ခီအန်ဒရူးရဲ့အသင်းဟာအင်္ဂွဲမှာမန်ချက်စတာယူနိုက်တက်ကိုနိုင်တဲ့ချယ်ဆီကိုတေကစားထားသလိုဒီနေ့ပွဲမှာမန်စီးတီးကိုဒုတိယပိုင်းမှာတော်တော်လေးပရက်ရှာပေးတယ်။ဒါမန်ချက်စတာစီးတီးကိုမှဂျန်လူချီဒူနာရူမာလက်စွမ်းပြသွားခဲ့လို့အထူးသဖြင့်တီယာကိုလွတ်သွားတဲ့အလုံးဆိုရင်ဒါဒိုနာရူမာအကောင်းဆုံးကာကွယ်သွားခဲ့တာလည်းပါတယ်နောက်တစ်ခုကတော့ဘရန်ဖို့ရဲ့ ဒီ long throw တွေ set piece တွေကို city ကောင်းကောင်းလေးဒမန်းလုပ်နိုင်တဲ့ကောင်းကောင်းလေးကိုကာကွယ်နိုင်ခဲ့တယ် Manchester City ဒီနေ့ပွဲမှာအဓိကအားသာကပထမပိုင်းမှာသူတို့ထိုးတဲ့ dominate လုပ်ထားတယ်ပွဲကိုစိတ်ကြိုက်ဆုံးမထားတယ်ဒါပေမဲ့အဲ့ဒုတိယပိုင်းမှာမထင်မှတ်တဲ့အပြောင်းလဲအချို့ပေါ့လေဒါ rotary ထွက်သွားတဲ့အချိန်မှာစပြီးတော့ကွင်းလေအားနယ်လာတယ် Man City ကစိုးတော့စိုးမထားတယ်ဒါပေမဲ့စိတ်ကြိုက်ပုံစံဖုတ်တော့ပဲနဲ့ ancient brandford ကိုစပြီးတော့အခွင့်အရေးတွေပေးလာတယ်ဆိုတော့ Man City ကဒီနေ့ပွဲမှာဒါအစောပိုင်း တွေကတိုက်စစ်ပိုင်းမှာတော့အခုအတွဲမိနေတဲ့ Riders ရဲ့ Phil Foden ရဲ့ပြီးတော့မှတစ်ဖက်က Erlen Haaland ကို Oscar Bo နဲ့ဒီ Savinho နဲ့ပြန်တွဲပြီးတော့ပုံမှန်ကစားနေတဲ့ Bernardo Silva နဲ့ဒီတစ်ဖက်က Jeremy Doku ကိုအနားပေးတယ် Rodri က DM position မှာကစားပြီးသူတို့က4-1-4-1 formation ကျွန်တော်တို့ Guardiola ဟိုအစောပိုင်းတုန်းကရလဒ်ဒီကောင်းတဲ့အချိန်သူအမြဲတမ်းကြိုက်တဲ့ကစားကွက်ကိုပြန်သုံးခဲ့တယ်အဲ့ကနေမှ Sin City ဟာ ွဲအစပိုင်းမှာပဲဥဆောင်ကိုတွင်းတယ်တွင်းသွားတာကတော့ပွဲအစ9မိနစ်မှာ Jesco Guardiola ရဲ့ one long ball ဒါပေမဲ့အဲ့မှာ Haaland ရဲ့ pace နဲ့ Haaland ရဲ့ strength power ဟာအဓိကအဆုံးဖြတ်ဖြစ်ပြီးတော့သူကပဲလှလှပပကိုတွင်းသွားတယ်ဒါက Diaby Premier League မှာ Haaland ကိုကိုမြောက်တွင်းတာဖြစ်ပြီးတော့သူ Premier League ကိုစရောက်တဲ့ကနေသူဂိုးမတွင်းနိုင်တဲ့ क्व င်နှစ် क्व င်ရှိတယ်တကွင်းကလစ်ပါပူးရဲ့အန်ဖီကွင်းနဲ့ဒီကွင်းကတော့ဘရန်ဖို့ရဲ့ G-Tech Community ကွင်း ောက်ဆုံးမှာတော့ဒီကွဲမှာသူ5ပြန်သွင်းနိုင်ခဲ့ပြီးတော့ပုံမှန်အဖြစ်မန်စီးတီးအတွက်ဆိုရင်ဖီလ်ဖိုဒန်ကအမြဲတမ်း9ရလေးရှိတယ်ဒီကွဲမှာဒါပေမဲ့အဲ့ဒီ goal ကနေ1-0ဖြစ်တယ်ပထမပိုင်းမှာ City လုံလောက်တဲ့အနေထားနဲ့ပွဲကိုစိုးမိုးထားပြီးတော့အေးဆေးဆေးဖြစ်နေရကနေမထင်မပဲနဲ့ဒုတိယပိုင်းမှာဒီ City ကစားပုံတည်သာကျသွားပြီးတော့ City ကအရင်တော့ကျွန်တော် City ကိုကြည့်လို့ရှင်ဗျာအခုလောတကူကူမရှိနဲ့ဆို City ကိုထပ်ပြီးတော့ comfortable ဖြစ်ပြီဘာလို့ဘောလုံးတောင်းတောင်းကင်မှုမရအခု City ကအရင်လိုပုံစံမှုတ်တော့ဘူး ုတ်တဲ့အတွက်ကြောင့် Brentford ကို Chelsea ပြန်ပေးရတယ်။နောက်အဲ့မှာပထမပိုင်း22မိနစ်22မိနစ်မှာလည်းကသူတို့ရဲ့အဓိကကွင်းတဲ့ကစားမ Rodri ဒုတိယပြန်ရသွားတဲ့အတွက်ကြောင့် Nico Gonzalez နဲ့လေးရတယ်။နောက်ပိုင်းမှာတော့ဒုတိယပိုင်းမှာတော့ Jeremy Doku တို့ ဘန်နာရိုဆီလ်ဘာရိုဝင်တယ်ဒီဘရန်ဖို့ရဲ့အောဘောက်ကတိုက်စစ်ကရှင်းရှင်းလေးလောင်းတော့ဒါခူယာဒီတို့နောက်ခိုင်ယိုဒီတို့နောက်ဒါအမ်ဒမ်စကရဲ့ cross တီနောက်ဒါပဲသူတို့ကလောင်းဘောတင်မယ်တခါကျရင်ဂျော်ဒန်ဟန်တဆန်ရဲ့တကယ် clever cross တီတကယ်ဒီ final touch ကိုခဏနာပို့နိုင်တယ်ဘရန်ဖို့ကအဲ့ဒီပေါက်ပဲဗျအဲ့တပေါက်ထဲနဲ့သူလှုပ်ရှားတာချယ်ဆီနဲ့ပွဲလဲအဲ့ပုံစံပဲမန်ချက်စတာယူနိုက်တက်နဲ့အဲ့ပုံစံဒါပေမဲ့စီးတီးကဒါကိုကောင်းကောင်းကုတ်နိုင်တယ်ဒါမန်ချက်စတာစီးတီးအတွက် game ကိုနောက်ပိုင်းမှာတော်တော်လေးထိန်းသွားတယ်ပွဲပြီးခဲ့ပြီဆို Grand Four ရဲ့ long ball တွေ long ball တွေ set piece တွေတော်တော် danger ဖြစ်တာလက်ပစ်ဘောတိုင်းဟာ Brentford အတွက်တကယ့်ကိုအန္တရာယ်များတယ်ဒီနေရာမှာကျွန်တော်ဒီ Manchester City အဓိကက Gianluigi Donnarumma လို့ကိုးသမားကိုရှားလိုက်တာတော်တော်သိတာတယ်ကျွန်တော် Jane Trafford ဆိုရင် shaky ဖြစ်တာအများကြီးရှိနိုင်ပေမဲ့ဝိုင်းရင်ကိုးသမားလည်းဖြစ်တယ် world class ရှိတဲ့ကိုးသမားတစ်ယောက်နေနဲ့တောင်းတောင်းအလုံးတိုင်းအေးအေးဆေးဆေးပဲအခု Man City ကပြဒီဘယ်လိုပြောမလဲ ခြေထောက်နဲ့ဒီခြေထောက်ကိုအားကိုးပြီးတော့ delivery နဲ့ build up လေးရနေစကစားတဲ့ပုံစံကိုမတုံးမို့တုံးတယ်ဒါပေမဲ့ဒူနာရူမလည်းအဲ့ဒါကြီးအရင်ညံ့နေကိုးသမားလေးတွေမှာမပါဘူးဒါပေမဲ့ short stopper တယောက်အနေနဲ့ရောတကယ်အရေးကြီးတဲ့ဘက်မှာဝင်ပြီး client လုပ်ပြီးဖန်တာတွေဘာတွေဟာတော်တော်သိတာလေဗျဒီချက်က man city အနိုင်ရဖို့အဓိကအချက်ပဲဆိုတော့ haaland ကတော့ haaland ပဲ strong ဖြစ်တယ် powerful ဖြစ်တယ်ဂိုးသွင်းသေးကြတယ်အဲ့ဒါသူ့ရဲ့အရေးသွေးပဲဘာကြောင့် haaland ဒီ highest level မှာအမြင်နေတယ်ဒါပဲ တကယ်ကိုသွင်းသေးကြတယ်1 by 1လွတ်သွားတော့စိတ်ချတယ်ဥမာထီယာကိုလွတ်သွားတဲ့ဒုတိယအလုံးဆိုအဲလင်ဟာလန်ဆိုအဲ့ဒီလုံးကတလဲကြည့်ကြမလို့ဘူးထီယာကိုစပြီးတော့ဘောလုံးကျပြီးတော့ Jesco Guardiola ကိုသူတစ်ချက်ရှန်တင်လေးတိုက်လိုက်တဲ့အချိန်မှာဟန်ချက်ပြတ်သွားတဲ့အချိန်မှာသူလွတ်သွားတဲ့အလုံးဟာပုံစံတူပဲ Manchester United နဲ့ဒီကစားခဲ့တဲ့ပွဲလုံးကပဲဒါပေမဲ့ United နဲ့ပွဲကတော့သူကဟိုဘက်ကိုဆွဲပြေးပြီးတော့ဖြတ်ကန်သွားတယ်ဒီဟာကသူကထိချက်မှာ ထိချက်ကတိတ်မကောင်းတဲ့အခါမှာဘလို့ဘာဖြစ်လဲဆိုတော့ तू ရိုင်းကိုသမားနဲ့ကတ်သွားတယ်ကိုသမားလည်းဘာအကောင်ကကြီးပါကြ तू ကပိုပိုကြီးအောင်လို့အကောင်ကြီးကိုဖျဲချလိုက်တဲ့အချိန်မှာ तू မှာ option မရှိဘူး အဲ့ဒါပြောချင်တာကအဓိက world class goalkeeper တယောက်ရဲ့အရေးသွေးဆိုတာပဲဆိုတော့ဖက်ကွာဒီယိုလာရဲ့ man city နိုင်ပွဲရရှိသွားတယ်ဟာလန်ကတလုံးတည်းသောဂိုးနဲ့အနိုင်ရပြီးတော့ city ကနောက်ထပ် clean sheet ပြီးခဲ့တဲ့ international break ကပြန်လာပြီးခဲ့က city ကပုံစံကောင်းတဲ့အတူဇယားထိတ်ကအသေးနဲ့၃မှတ်กว่าနဲ့အခုသူတို့ဒါဒါ title race ကိုပြန်လဲရောက်ရှိလာပါပြီအားလုံးကျေးဇူးတင်ပါတယ်